င်္ဂလာပါဖုတ်ဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျ။ ဒီနေ့ကဆန်နေနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ဥရောပလိပွဲစဉ်တော်တော်များများကစားဖို့ရှိတယ်ပေါ့နော်ဒီအီတလီစီးရီးရေလိုချာလိပွဲပေါင်းစုံလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့ကစားမယ့်ပွဲစဉ်တွေတည်းကနေပြီးတော့မှကျွန်တော်ဒီပရီးမီးယားလိပွဲစဉ်၅ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးခြင်းနဲ့ပေါ့နော်ပြီးတော့တခြားထိတန်းလိပွဲစဉ်တော်တော်များများကိုလည်းဒီကျွန်တော်ရဲ့ Telegram Channel မှာကျွန်တော်တင်ပေးရွေးချယ်မှုတွေတင်ပေးမယ်အဲ့တော့ Telegram Channel ကိုမ join နေတဲ့သူတွေရှိလို့ရှိရင်ဒီ video အောက်က comment မှာကျွန်တော် Telegram Channel link ကိုချပေးထားတယ်ဒီဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော် အဲ့တော့ဒီနေ့ညရဲ့ဒါပထမဆုံး Premier League ပွဲစဉ်တစ်ပွဲကဒီနေ့ည6:00နာရီမှာကစားမယ် Man City နဲ့ Crystal Palace တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင် Man City ကတကိုးသွင်း၅ပြရမယ်ပြီးတော့ဂိုးပေါင်းနေနဲ့ဆိုလို့ရှိရင်၃ကိုးသွင်း၁၀ပြရမယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ဒီ Crystal Palace က Christmas Gala လောက်ကနေစပြီးတော့သူတို့နောက်ဆုံးကစားခဲ့16ပွဲမှာဆိုလို့ရှိရင်သူတို့2ပွဲပဲရှုံးခဲ့တယ်ပြီးတော့ဒီပြီးခဲ့အော်တိုဘာလာလောက်ကနေစပြီးတော့ Premier League အဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်း Palace ကလုံးဝရှုံးပွဲမရှိတော့ဘူးပေါ့နော် ဒီတစ်ဖက်ကမန်စီးတီးကိုကျွန်တော်ပြန်ကြည့်တော့နောက်ဆုံးကစားခဲ့တဲ့၉ပွဲမှာသူတို့အနိုင်ရခဲ့တာ၄ပွဲပဲရှိတယ်။ပြီးတော့ပဲလီနဲ့ထိတဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး၇ချိန်မှာဆိုလို့ရှိရင်လည်းသူတို့၄ချိန်အထိအနိုင်မရထားဘူးပေါ့နော်။ပြီးတော့မန်စီးတီးကဒီရာဒီမှာဆိုလို့ရှိရင်သူတော်တော်လေးကိုရုန်းကန်နေရတယ်။သူတို့ကစားကားထားခဲ့တဲ့ပွဲစဉ်အများစုကဆိုလို့ရှိရင်လည်းတေးရလက်နဲ့တခြားရလက်တွေထွက်ခဲ့ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်ပရီးမီယာလိအဆင့်6နေရာအထိရောက်နေရပေါ့နော်။ပြီးတော့မန်စီးတီးကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အင်ကွင်းအားတကြရှိတယ်ဆိုပေမဲ့လို့တစ်ဖက်က ပဲလေးကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကအားနေတဲ့ပြိုင်ဘက်အတင်တသိမဟုတ်ဘူးနော်ပဲလေးကလက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်လည်း၅ဘွယ်စရိုက်ရှုံးပွဲမရှိအောင်ကစားထားတယ်ပြီးတော့ဒီပြီးခဲ့တဲ့စနေနေ့ရောတော့ကစားခဲ့တဲ့ Brighton နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့2-2တိုးနဲ့အနိုင်ရထားခဲ့တယ်ပေါ့နော်။အဲ့ဒီနိုင်ဝဲကြောင့်ပဲ Bailey ကလက်ရှိမှာဆိုလို့ရှိရင်ဒီ Oliver Glasner ရဲ့လက်ထက်မှာဆိုလို့ရှိရင် assist 7နေရာအထိတလန်းနိုင်ခဲ့ပြီးတော့ assist 10နေရာကဘုံပေါင်းနေဆိုလို့ရှိရင်လည်းလက်ရှိမှာရမှတ်နှစ်မှတ်သာကွာရပေါ့နော်။အဲ့တော့ဒီနေ့ပွဲမှာပြောရမယ်ဆိုလို့ရှိရင် Bailey အနေနဲ့ Mercedes ကိုတရေလောက်ထိကစားနိုင်စွမ်းရှိတယ်။အဲ့တော့2-2ပြတ်အတွင်းမှာကြီးအောင်မဲ Mercedes တဲ့အစားရင်ကျွန်တော်ဒီပွဲမှာဒီ Bailey ကိုဖိုးတော့ကြရပေါ့နော်။ ။အဲ့တော့ဒီဒီနေ့ညရဲ့ဒါနောက်ထပ်ပိုစင်တပွဲကဒီနေ့ည၈နိုင်ခွဲမှာကစားမဲ့ Brighton နဲ့ဒီ Brighton နဲ့ Leicester City တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင် Brighton က2ဂိုးသွင်းပြား80ရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း30 35ပြားရမယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဆိုလို့ရှိရင် Leicester City ကဒီ Premier League မှာ Southampton ပြီးွားလို့ရှိရင်နောက်ထပ်တန်းဆင်းဖို့ရည်ပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်။နောက်ဆုံးကစားခဲ့တဲ့10ပွဲစတိုင်မှာဆိုလို့ရှိရင်လည်း10ပွဲလုံးရှုံးနေ ီးတော့အဲ့ရှစ်ပွဲလုံးမှာလည်း Leicester City ရဲ့တိုက်စစ်ကဒီ twin ကိုတကူမှမရထားဘူးပေါ့နော်ပြီးတော့ Leicester City ကဒီရာဒီမှာဆိုလို့ရှိရင်သူတို့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ပိုင်းရတပွဲပြင်းမြဒီ2.15အထိခွင့်ပြုပေးထားရတယ်ပြီးတော့ Brighton ဟိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နောက်ဆုံးကစားခဲ့ထားခဲ့တဲ့ Premier League ၅ပွဲမှာဆိုလို့ရှိရင်၃ပွဲက ဒီသူတို့တိုက်စစ်ကအတွင်းကိုအတီးကြာနှစ်ကိုးသွင်းပြီးတော့သူတို့အနိုင်ယူထားခဲ့တာပေါ့နော်အဲ့တော့လက်စတာရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ရှစ်ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့နှစ်ကိုးကုန်းမရှိနဲ့ရှုံးခဲ့ပွဲစဉ်ကစုစုပေါင်း၃ပွဲထိပါဝင်နေပေါ့နော်ပြီးတော့လက်စတာစီးရီးရဲ့ဒီနောက်ဆုံးရှစ်ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ပေးကိုစုစုပေါင်းကဒီ22ကိုဒီအခွင့်ပြုပေးထားပြီးတော့ဒီတိုက်စစ်ကအတွင်းကိုကတော့တကိုးမှမရှိတော့ဘူးပေါ့နော်အဲ့တော့တပွဲပြင်းပြတွက်ချက်ကြည့်မှဆိုလို့ရှိရင်လက်စတာစီးရီးရဲ့နောက်ဆုံးရှစ်ပွဲမှာဆိုလို့ရှိရင်တပွဲပြင်းပြပေးကိုက 2.69တိရှိရပါတော့အဲ့တော့ဒီပွဲမှာအချက်လက်တွေရကျွန်တော်ပြန်ကြည့်ရင် Brighton က Leicester ကို2ဂိုးလောက်ထိသူတို့တွင်းယူနိုင်စွမ်းရှိတယ်။အဲ့တော့ဒီပွဲမှာဂိုးရလဲအနေနဲ့ဆိုလို့ရှိရင်2ဂိုးကုန်ချီလောက်ဖြစ်နိုင်ခြေရှိတယ်။ပြီးတော့နောက်ဆုံး6ပွဲစတိုက်ထိဂိုးမရထားခဲ့တဲ့ Leicester ရဲ့တိုက်စစ်ကိုဒီပွဲမှာဒီတွင်းဂိုးတွေဒီမမျော့မျော်လင့်ဖို့ရခက်ခဲလိမ့်မလို့ထင်တယ်။အဲ့တော့ဒီပွဲကအပြန်လည်တွင်းဂိုးတွေရှိဖို့ဒီမမျော်လင့်တဲ့ပွဲတစ်ပွဲလို့ထင်တယ်ပေါ့နော်။အဲ့တော့ဒီဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Brighton ရဲ့ ဒီတစ်ဖက်တဲ့အတွင်းကိုတွေပဲရှိလိမ့်မယ်လို့ထင်တယ်အဲ့တော့၃ကိုအတွင်း35ပဲရမယ်ဆိုမယ်လို့ဒီပွဲမှာ Brighton ကိုတိုင်းကလည်းဒီ2စီးလောင်းနဲ့ပဲအနိုင်ယူလိမ့်မယ်လို့ထင်တယ်ဘောနော်အဲ့တော့ဒီပွဲမှာကျွန်တော်9ရောက်ကိုပဲဒီရွေးချယ်ပြေးချင်တယ်ဗော။ အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည၈နာရီခွဲမှာကစားမဲ့ Southampton တန်နဲ့ Aston Villa ပေါ့နော်အဲ့ဒီပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဒီ Aston Villa ကဒီတကိုးသွင်း၅ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်၃ကိုးသွင်း၁၀ပြားရမယ်ပေါ့နော်အဲ့တော့ Southampton ကတော့ဒီရာဒီမှာသူတို့တန်းဆင်းသွားပြီပေါ့နော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့ Southampton က ကိုဒီကိုလေးကဘိုင်းရတာသူထိန်းထိန်ကစားဖို့လိုအပ်တော့တယ်ဒီတစ်ဖက်ကဘီလာကကျတော့ဒီအဝေးကွင်းမှာဆိုလို့ရှိရင်သူတို့ရှားလက်တွေမတီးမငြိမ်ဖြစ်တတ်ပေမဲ့လည်းဒီနေ့သူတို့ကစားမှာအဆောက်တရံအသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဘီလာလက်ရှိမှာဆိုလို့ရှိရင်ဒါချန်ပီယံလိဒုတိယကြောကစားဖို့ရှိရယ်ဒီဒီပြီးခဲ့တဲ့ပထမအကြိုမှာတော့သူ PSG နဲ့ကစားပြီးတော့ရှုံးခဲ့ဆိုတော့ဒီဒုတိယကြောမှာသူတို့ရှားလက်တွေကောင်းမှုလိုတယ်ပေါ့နော် အဲ့တော့ PSG နဲ့ပရမကျောက်ပွဲစဉ်မတိုက်ခင်မှာဆိုလို့ရှိရင် Aston Villa ကအဝေးကွင်းနောက်ဆုံး၄ဝက်ဆက်သူတို့နိုင်ထားခဲ့တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာပြောရမယ်ဆိုလို့ရှိရင် Aston Villa အနေနဲ့လူချန်ပြီးတော့ကစားလာနိုင်တယ်ဒါမှပဲဒီလာမယ့် PSG နဲ့ကစားမယ့်ပွဲစဉ်အတွက်သူတို့ရဲ့ကစားသမားလေးကိုယ်တိုင်ကဒီအသင်းဖြစ်နေမှာပေါ့နော်ဆော်ဒရန်အနေနဲ့ကကြတော့လေဒီဟာဒီမှာဆိုလို့ရှိရင်သူတန်ဆင်ပြီးသားအသင်းတင်းဖြစ်နေတယ်ဆိုတော့ဘီလာကိုသူတို့ဂုံတိကပိုင်းရတာထိန်းထိန်းကစားလာနိုင်လိမ့်မယ်လို့ထင်တယ်ပြောရမယ်ဆိုလို့ရှိရင်ဒီပွဲကနှစ်သင်းလုံးအတွက်စိတ်တပိုင်းဆိုင်ရာအနေနဲ့အရင်ကြီး ဒီအရန်ကြီးကိုကစားမဲ့ပွဲစဉ်တစ်ပွဲတော့မဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်။အဲ့တော့ဒီပွဲမှာကျွန်တော်ဒီသွင်းကိုရင်နေလိမ့်မယ်ဆိုလည်းထင်တယ်။ပြီးတော့ဒီနှစ်သိန်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့၃ချိန်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲဒီ goal out ခဲ့တယ်ဗောနော်အဲ့တော့ဒီပွဲမှာဆိုလို့ရှင်လဲဒါ၃ goal အသင်းမှ၁၀ပြားပဲရမယ် goal ပေါ်မှာနေမယ်ဆိုလို့ရှင်၄ goal မှအကြီးအောင်မယ်အနေထားတစ်ခုမှာဒီပွဲမှာကျွန်တော် goal out ကိုပဲဒီနေ့ပွဲစဉ်ကိုကျွန်တော်ထပ်ရွေးချယ်မယ်ဗောနော် အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲရာဒီနေ့ည8:00နာရီခွဲမှာပဲကစားမယ်ဒီ Northern Forest နဲ့ Everton ပေါ့နော်အဲ့ပွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြန်ကြည့် Northern Forest က level 85ပြရှုံမယ်ပြီးတော့ goal ပေါင်းနေတယ်ဆိုလို့ရှင်ငကိုးသွင်းပြန်ကားတဲ့ရှုံမှာပေါ့နော်အဲ့တော့ Forest ကဒီရာဒီမှာဆိုလို့ရှင်သူပုံစံကောင်းနေပြနေပြီးတော့အသင်းမှာရှိတဲ့ကစားသမားတွေကလည်းအရေးသေးပြေးသွားတဲ့ player တွေများတယ်ပေါ့နော် Everton ကတော့ဒီရာဒီမှာသူတို့ဒီနေမှုပျောက်ဆုံးနေတယ်ဆိုပေမဲ့လို့လက်ရှိမှာသူတို့တန်းစင်းဆောင်ကနေ ုံထွက်ထားနိုင်ခဲ့တယ်ပြီးတော့ Everton ကိုဆိုလို့ရှိရင်လက်ရှိနီးပြဒီ David Moore ဆက်ပြီးကိုင်တွယ်ပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကဒီ Charlotte တွေတောက်လျှောက်ပြန်ကောင်းလာခဲ့တယ် ောက်ဆုံးဆက်တဲ့ပွဲမှာဆိုလို့ရှိရင်သူရှုံးပွဲတစ်ပွဲပဲရှိခဲ့တယ်ပေါ့နော်ပြီးတော့ဒီနေ့တွေ့ဆုံတဲ့ဒီ Northern Forest ကော Everton ကောကလက်ရှိ Premier League မှာဆိုလို့ရှိရင်ခံစစ်အကောင်းဆုံးအသင်းတွေထဲကအသင်းနှစ်သင်းဖြစ်တယ်ပေါ့နော်အဲ့တော့ Everton ကကျတော့ဒီ Forest နဲ့တွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်သူတစ်ချိန်ပဲရှုံးထားခဲ့တယ် Forest အနေနဲ့ကကျတော့လေနောက်ဆုံးကစားခဲ့တဲ့၁၀ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တာမန်ပွဲကစားချိန်အတွင်းမှာအနိုင်ရခဲ့တာအစုစုပေါင်း၃ပွဲပဲရှိရပေါ့နော်ကျန်တဲ့ပွဲစဉ်တွေကတော့သူအနိုင်ရရဲ့ဆိုပေမဲ့လို့အချိန်ပိုပြီး ကစားရတဲ့ဖလားပွဲစဉ်တွေဖြစ်တယ်ဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်မှာ forward အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အင်ကွင်းမှာကစားမှာဖြစ်တာကြောင့်အင်ကွင်းအတက်ချက်ရှိရဲဆိုပေမဲ့လို့ Everton ကိုအနိုင်ရဖို့ဆိုတော့အခက်အခဲလေးမယ်လို့ထင်တယ် Everton ကိုယ်တိုင်ကလည်း အဝေးကွင်းမှာဆိုလို့ရှိရင် forex နဲ့ကစားမှာဖြစ်တာကြောင့်တို့တို့ခက်ခဲနိုင်ပေမဲ့အနည်းဆုံးတော့တို့ရဲ့ခြေစွမ်းက forex ကိုမရှုံးအောင်ကစားနိုင်စွမ်းရှိရပါတော့အဲ့တော့ဒီကွင်းမှာဒီ everan နေနဲ့ forex ကိုအနိုင်မရခဲ့တဲ့အတိုင်းမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်အဲ့တော့တည်ရကြရင်85ပြားတိရှုံးမဲ့ notion forex စိုင်းရင်ဒီကွင်းမှာကျွန်တော် everan ကိုပို့သဘောကျရပါတော့အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ဆုံးပွဲစဉ်တပွဲကဒီနေ့ည7:00နာရီမှာကစားမယ်အာဆင်နယ်နဲ့ ရန်ဖူလိုရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်အာဆင်နယ်ကတကူးသွင်းရင်ပြား30ရမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်းပြား60ရမှာပေါ့နော်အဲ့တော့အာဆင်နယ်တွက်ကဒီပွဲစဉ်မှာဘလို့ရလက်ပဲထွက်ထွက်သူ့တွက်ကအရေးမပါဘူးသူတို့ကိုယ်တိုင်ကလည်းလာမဲ့ဒီရီယန်ရဲ့ပွဲစဉ်အတွက်ကိုပဲသူတို့အယုံဆိုင်ထားလိမ့်မယ်လို့ထင်တယ်ဒီတစ်ဖက်ကဘရန်ဖူအနေနဲ့ကကျတော့လည်းနောက်ဆုံးကစားခဲ့တဲ့ဝေးခွင်း6ပွဲမှာဆိုလို့ရှိရင်9ပွဲထိကဒီဂိုးပေါ်ဂိုးပေါ်ကစားထားရပေါ့နော်အဲ့တော့အာဆင်နယ်နဲ့ဘရန်ဖူရဲ့ ဒီနောက်ဆုံးထိတဲ့ ပြည်စုံရဲ့နှစ်ကြိမ်ကိုကျွန်တော်ပြန်ကြည့်ရလို့ရှိရင်လည်းနှစ်သင်းပေါင်းတင်ကိုက3ခုတည်ရောက်ခဲ့တယ်ပြီးတော့အာဆင်နယ်ကစားခဲ့တဲ့နောက်ဆုံး4ပွဲမှာဆိုလို့ရှင်လဲ3ပွဲကအပြန်လဲတင်ကိုရှိခဲ့တယ်ပေါ့နော်အဲ့တော့အာဆင်နယ်ကဒီပြီးခဲ့တဲ့ခြားရက်မှာဆိုလို့ရှင်ရီးရဲကိုဒီ3ခုကိုမရှိတဲ့အနိုင်ကစားနိုင်ခဲ့ပြီးတော့ clean ရှိပါရခဲ့တယ်ဒါမှမဟုတ်ဒီနေ့ကစားမဲ့ Ranfo ကဒီအာဆင်နယ်ရဲ့အကွင်အမရီမှာဆိုလို့ရှင်သူတို့ကိုယ်တိုင်ကဒီတွင်းကိုတွေရယူတဲ့တယ်ပေါ့နော်ပြီးတော့အာဆင်နယ်အသင်းရဲ့နီးပြအာဒီဒါအနေနဲ့ကကြာတော့လဲဒီနေ့ပွဲအတွက် ပွဲထွက်လူစီရင်သူတို့အလှည့်ပြောင်းများစွာပြုလုပ်လာနိုင်တယ်ပြောရမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ Everton နဲ့ပွဲမှာဆိုလို့ရှိရင်အတီတာက Rie နဲ့ပထမကြောကစားဖို့ရှိတယ်ဆိုပြီးတော့ဒီအသင်းရဲ့ကစားသမားဖြစ်တဲ့ဒီ Saka တို့ Partey တို့ Martinez တို့ပြီးတော့ Julian Timber တို့ဒီကစားသမားတွေကိုအနာပေးခဲ့တယ်ပေါ့နော်အဲ့တော့အတီတာအနေနဲ့ကကြတော့လေဒီနေ့ပွဲစဉ်မှာသူတို့အရန်ကစားသမားတွေနဲ့အသင်းကိုပွဲထွက်လာနိုင်လိမ့်မလို့ထင်တယ်ဒါမှမဟုတ်ဒီတစ်ဖက် က ဒီအရန်နေနဲ့ပွဲထွက်လာရေးဆိုပေမဲ့လို့တစ်ဖက်က brand ဖို့ကိုလည်းဒီသူတို့အနေနဲ့အနိုင်ကစားနိုင်စွမ်းရှိတယ်ဗောနော်ဒီဒုတိယပိုင်းရောက်မှသာသူတို့ရဲ့အဓိကကစားသမားတချို့ကိုဒီပွဲထွက်ပြီးတော့ကစားမလာဗောနော်ဒီတစ်ဖက်က brand ဖို့ကတော့ကြာတော့လေအဝေးကွင်းမှာဆိုလို့ရှိရင်နောက်ဆုံး6ပွဲဆက်သူတို့အသင်းက9ရောင်အတွင်းထားတယ်ဗောနော်အဲ့တော့ဒီပွဲမှာဒီအပြန်လွန်သင်ကိုရှိလိမ့်မယ်လို့ထင်တယ်ဗောနော်အာဆင်နယ်ဒီအနိုင်မရခဲ့ရင်တော့တူတူလောက်နဲ့ပွဲပြီးသွားလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီ3ကိုအတွင်းပြား60ရမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာနှစ်သင်းပေါင်း ဒီ3ခု4ခုလောက်တော့မျှော်လင့်နေပါတော့အဲ့တော့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်ခုပေါ်ဒီရွေးချယ်ပြလိုက်မှာပါ